မင်္ဂလာပါရှင်။ရန်ကုန်ခေတ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရှမ်းမြောက်တွင်တိုက်လေရင်ပြစ်ချနိုင်ခဲ့ဟု KIA အတည်ပြုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်စခန်းသိမ်းခံရသည့်ကုတ်ခိုင်မြို့မြောက်ဖက်မိုင်30အကွာနန်းဖက်ကဒေသတွင်ယနေ့နက်နက်လာရောက်ပုံချဲသည့်တိုက်လေရင်ကိုပြစ်ချနိုင်ခဲ့သည်ဟုကချင်တော်လှန်ရေးတပ်ကပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းကိုခိုင်မြို့နယ်နန်းဖက်ကတွင်ဘုံလာကျဲသည့် စစ်ကောင်စီတိုက်လေရင်တစဉ်ကိုယနေ့နဲ့နောက်ပိုင်းတွင် ပြစ်ချနိုင်ခဲ့သည်ဟုကချင်လွတ်လပ်ရေးတပ်မတော် KIA ကယနေ့မိုးလဲပိုင်းတွင်အတည်ပြုပါရယ်မြို့မြောက်ဖက်မိုင်30ခန်းအကွာရှိနန်းဖက်ကရွာရှိချီလင်တရင်ခလာရအမှတ်123စခန်းကို KIA ကယမန်နေ့တွင်သိမ်းပိုက်ပြီးနောက်ထိုဒေသတစ်ဝိုက်တွင် KIA နှင့်စစ်တပ်အကြားတိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိပါရယ်ယနေ့နဲ့တိုက်ပွဲများပြင်းထန်စွာဆက်လက်ဖြစ်ပွားနေစဉ်တိုက်လေရင်ဖြင့်လာရောက်တိုက်ခိုက်ချိန်တွင်ပြစ်ချခဲ့ခြင်းဖြစ်ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနော်ဘူးကပြောပါတယ်။ဘလို့ပုံစံနဲ့ဘလို့ကြသွားလဲဆိုတဲ့အသေးစိတ်ကိုတော့မသိရသေးဘူး။ပြစ်ချတယ်လို့တော့ကြားပါတယ်။ချက်ဖိုက်တာလို့တော့ပြောတယ်ဟုသူကပြောပါတယ်။အသေးစိတ်အချက်အလက်များကိုအတိမပြုနိုင်သေးတယ်လို့စစ်ကောင်စီကနှုတ်ဆက်နေစေဖြစ်ပါတယ်။ကချင်လူလက်ရေးတက်မတော် KIA ဌာနချုပ်ရှိရာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ်လိုင်စာမြို့အနီးတွင်လေဇန်နဝါရီလကစစ်ရဟတ်ရင်တစင်းကိုပြစ်ချခဲ့ရာပြတ်ကျသွားကြောင်းဘုံမူကြီးနော်ဘူးကပြောထားပါတယ်။ ထိုစဉ်ကလည်းစစ်ကောင်စီဘက်ကတစုံတရာထုတ်ပြန်ခြင်းမရှိပါဘူး။ KIA သည်2021ဖေဖော်ဝါရီတွင်အယက်သားအစိုးရကိုဖြုတ်ချကာအာဏာသိမ်းသည့်စစ်တပ်ကိုပြောင်ပြောင်တင်းတင်းဆန့်ကျင်ပြီးအခြားသောတော်လှန်ရေးအင်အားစုများကိုထောက်ပံ့ကူညီမှုများပြုလုပ်နေသည့်ဝိုင်းရင်တိုင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်ပါသည်။ကချင်ပြည်နယ်နှင့်ဆက်ဆက်နေသည့်စကိုင်းတိုင်းအထက်ပိုင်းတွင်လည်း KIA ကအခြားသောဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့များနှင့်ပူးပေါင်းကာစစ်ကောင်စီကိုတိုက်ခိုက်လျက်ရှိပါသည်။စစ်ကောင်စီကလည်း KIA ဌာနချုပ်ရှိရာနိုင်စာမျိုးကိုထိန်းချုပ်နိုင်ရန်မြေပြင်ဝေဟင်အသုံးပြု၍အပြင်းထန်ကြိုးပမ်းနေတော်လဲယနေ့တိုင်အောင်မြင်မှုမရရှိသေးပေထိုအချိန်တွင်လေကြောင်းနှင့်အဝေးပြက်လက်နက်ကြီးကိုအသုံးပြု၍စစ်ကောင်စီကတိုက်ခိုက်နေရာအရက်သားအများပြားထိခိုက်သေးဆုံးသည့်ဖြစ်စဉ်ပြာ KIA ထိန်းချုပ်ဒေသတွင်ပေါ်ပေါက်နေပါသည်။အာနာသိန်းစာ2021မေ3ရက်ကလေးကကချင်ပြည်နယ်မုံမောက်မြို့နယ်မြို့တင်နှင့်ကုံလောကြအတွင်စစ်ရဟတ်ရင်တစင်းကို KIA ကပြစ်ချနိုင်ခဲ့ပါသည်။ ထို့သောပြစ်ချခံခဲ့ရသဖြင့်လေးတမစစ်အရာရှိ၃ဦးဆုံရှုံးသည်ဟုမေလ9ရက်နေ့သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီတာဝန်ရှိသူကထုတ်ဖော်ဝန်ခံခဲ့ပါသည်။2023နိုဝင်ဘာလအတွင်းကလည်းကယင်းဤဒေသကယားပြည်နယ်ဖရူဆိုမြို့နယ်တွင်တိုက်လေရင်တစ်စင်းပြစ်ချခံခဲ့ရကလေရင်မှုပုံမှုကိုတော်လရေးအင်အားစုများကဖမ်းဆီးထားပါသည်။ထို့တူ2023ဇူလိုင်ကလည်းကယင်းဤဒေသဘောလက်ခဲမြို့နယ်တွင်စစ်လေရင်တစ်စင်းကိုဒေသအခြေစိုက်တော်လရေးအဖွဲ့ကပြစ်ချနိုင်ခဲ့ပါသည်။ အာနာသိန်းဒီ9နှစ်နီးပါးရှိချိန်တွင်စစ်ကောင်စီကိုနိုင်ငံအနှံ့ခုခံမှုများပို၍အရှိန်မြှင့်နေပါတယ်တော်လိုင်းရေးဖွဲ့များကရှမ်းပြည်နယ်မြောက်ပိုင်းစကိုင်းတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ကယင်းဒီဒေသကယားပြည်နယ်ကယင်ပြည်နယ်တို့ရှိစစ်စခန်းရဲစခန်းရှမ်းင်းချီတိမ့်ပိုက်ထားနိုင်တယ်လို့နေဆက်ကုန်သွယ်ရေးစခန်းနှင့်မြို့အချို့ကိုလည်းထိန်းချုပ်ထားနိုင်ကြပါတယ်။ကျမတရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။